အသက်15နှစ်မီနီမီကြီးချက်ထဲမူရည်သမီးဖြစ်တဲ့ဇလင်ဝဒီထဲရဲ့မင်္ဂလာဆောင်တဲ့တွင်တွေ online ပေါ်မှာကျန်းမာလာရဖြစ်တဲ့အတွက်ပရိသတ်တွေကတော့အောင်းအိုတီကြီးနဲ့လမ်းချန်ဂုံခဲရပြီလေးဖြစ်ပါတယ်ဇလင်ဝဒီထဲလေးဟာချက်ထဲမူနဲ့ဆိုင်းလွန်ရဲ့ဒူဒီတော်သမီးလေးဖြစ်ပါတယ်ဆိုင်းလွန်ရဲ့ချက်ထဲမူတို့ဟာဇလင်ဝဒီထဲငငယ်လေးကပင်ကွဲကွာခဲ့ရပြီးတော့သမီးလေးကိုလည်းဇလင်လေးကိုလည်းအဖေဖြစ်တဲ့ဆိုင်းလွန်ကပဲ တာဝန်ယူဆောင်ရှောက်ခဲ့တာလေးဖြစ်ပါတယ်။ခုတော့တမီလေးက15နှစ်ကျော်လာခဲ့ပြီဖြစ်တယ်။ဇွန်လန်ကတော့ဒါအငိတ်မင်းမီဖြစ်တဲ့ဆူတော်လေးဖြစ်တဲ့နော်လင်စာရေဝင်းနဲ့လက်ထပ်ခဲ့ပြီးတော့ဘဝကိုပြန်လည်တည်ဆောက်နေပြီဖြစ်ပြီးတော့တစ်ထက်မူကတော့ဘဝမှာယောက်ျားပေါင်းများစွာနဲ့ဂျုံခဲ့ရပြီမြေတယောက်မှသူ့ပေါ်မှာတိတိကျကျချစ်ခင်တဲ့ယောက်ျားမရှိတာကြောင့်ခုချိန်မှာဆိုရင်တော့ဖြစ်တယောက်ထဲပဲဘဝကိုဖျက်ဆီးပြီးတော့ကြားမကြီးလည်းအလွန်ဆူရွားနေကသူ့ကို view site နော် view site ပေးမဲ့သူ ပြုစုမဲ့သူမရှိကြောင်းကိုလည်းခဏခဏညင်းယူတတ်တာကိုကျွန်တော်တွေ့ရတယ်။ကျထမုံနဲ့သူရဲ့သမီးလေးဟာနေပေါင်းများစွာဆက်တွေ့ပြတ်ခဲ့ကြတယ်။လွန်ခဲ့တဲ့2023ကမှတထမုံနဲ့သူရဲ့သမီးလေးဟာအဆက်တွေ့ပြန်လဲရရှိခဲ့တာဖြစ်ပြီးတော့မျိုးအတူအလုပ်တဲ့အတူတွဲလုပ်တယ်။တထမုံကလည်းသူ့မှာရှိတဲ့မွေးဖန်သမျှကိုသူ့သမီးလေးကိုပေးမယ်လို့ကြေညာထားခဲ့တာဖြစ်တယ်။သူ့သမီးလေးရဲ့မွေးနေ့မှာ iPhone လက်ဆောင်တွေတောင်ပေးခဲ့ပါသေးတယ်။အခုတော့စိတ်မကောင်းစရာသတင်းတွေကြားရတယ်။အဲ့ဒါကတော့အဓိကအကြောင်းရင်းကတော့ဆလွန်ဝီထဲရဲ့ဖြစ်တဲ့ဆိုင်းလွန် ဆိုင်းလွမ်းကသူ့ရဲ့တငယ်ချင်းအရင်ခောက်ခောက်ဖြစ်တဲ့လုပ်ငန်းရှင်ကြီးတတိကြီးသူ့ရဲ့သားနဲ့သူ့ရဲ့သမီးဖြစ်တဲ့ဇလုံးဝတီထက်ကိုရွှေလန်းငွေလန်းဖောက်ပေးပြီးတော့စိဆက်မင်္ဂလာကျင်းပလိုက်လို့ပဲဖြစ်ပါတယ်အခုချိန်မှာတော့သူတို့ညောင်ကိုစိဆက်မင်္ဂလာကျင်းပပြီးပြီးသူတို့ဒီအသက်ရွယ်တခုရောက်လာတဲ့အချိန်မှာလက်ထပ်လို့ရအောင်တော့အစင်သေးအကုန်လုံးလှုပ်ဆောင်ပေးလိုက်ပြီးဖြစ်ကြောင်းလေးသိရတယ်အထူးသဖြင့်တော့စီးပွားရေးပုံမတို့ချက်နိုင်မှုတော့လှုပ်ဆောင်ခဲ့တာလေးဖြစ်ကြောင်းသိရတယ်ဒီကြောင့်ဝတ်ထက်မှုကမသိရပဲထက်ထမှုက သူသည်မီးစိတ်ကြလွတ်လပ်ခွင့်နဲ့အကုန်လုံးဆုံးရှုံးသွားတာဖြစ်တဲ့အတွက်အကြီးအကျယ်ကိုဆိုင်းလွမ်းပေါ်မှာစိတ်ဆိုးနေကြောင်းလည်းသိရပါရဲ့ဗျာ